အရန်ကြောင်းပြတ်တက်ချင်းစိတ်တော့ပေါက်တယ်ပေါ့ဘာရထဲစင်စားတင်တဲ့နိုင်ငံတွေဟာတနိုင်ငံမို့ကြောင်းတက်ဖို့အတွက်ပေါ့ကမ္ဘာချီဖန်ဂလစ်ဒီနေ့ဖန်ဂလစ်ရဲ့ဖောင်ဒါတီချေပင်ကီကနေပြီးတော့မှမိဘတွေနဲ့ကျောင်းသားတွေကိုဒူဘိုင်းမှာရှိတဲ့တကယ်ကို Global College တွေ University စီနဲ့ချေမိတ်ဆက်ပေးခြင်းနဲ့ င်ငံတကာမှာရှိတဲ့နာမည်ကြီးတဲ့ universities တွေပါကြောင့်ဒူဘိုင်းမှာရှိနေတယ်လေဒူဘိုင်းကတကယ်ကို great study destination တစ်ခုဖြစ်လာတာတော့အမှန်ပဲတကယ်ကိုပညာရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့နေရာတစ်နေရာဖြစ်တယ်ဗမာပြည်နဲ့လည်းတိတ်ပြီးတော့ဝေးလံခြင်းမရှိဘူးပေါ့နော်တကယ်ကို safety ကောင်းတဲ့နေရာတွေမှာတော့တက်ချင်တယ်အင်္ဂလိပ်နဲ့အတူတူတေချာလေးကြည့်ပြီးတဲ့အခါမှာ ဟလာတချို့တွေပေါ့နော်ယူရိုကိုသွားချင်တဲ့သူတွေရှိတယ်တချို့ကြပြန်တော့လဲကိုနဲ့အဝေးမလွတ်ချင်ဘူးဆိုရင်တော့ဗမာပြည်နဲ့ဆို9နိုင်လောက်ပဲဝေးတာပေါ့အစအဲ့လောက်ဒီဒူဘိုင်ကိုချဲ့ attention မပေးမိဘူးအဲ့တော့ तू ကဟိုနိုင်ငံသားပေါင်း200ကျော်လောက်နေတယ်တကယ်ကိုပေါ့နော်ဟို tax free ပဲဖြစ်တယ်နိုင်ငံသားတွေအတွက်ဥပမာ for example ကိုတကယ်ကျောင်းသားတက်ပြီဆိုလို့ရှိရင်ဟိုဘက်မှာအလုပ်လုပ်တဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ရသမျှ income အကုန်လုံးက tax မပေးရဘူးအဲ့ချက်ပြီးတော့ဒီ သူ့ရဲ့ဟိုចောင်းနေအကုန်လုံးကကြတော့ဒီနေရာက Dubai Knowledge Park လို့ခေါ်တယ်အဲ Dubai Knowledge Park မှာဆိုလို့ရှိရင်အចောင်းနေအများကြီးဟိုဘက်ဒီဘက်အဲ့လိုမျိုးရှိကြတယ်ပေါ့ချက်ပြီးတော့အများကြီးပဲ partner တွေလောက်လာခဲ့တယ်ចောင်းသားတွေအတွက်တကယ်ကိုကောင်းမွန်တဲ့အခွင့်အရေးကိုတကယ် quality education ကိုချက်ပြီးကြီးကတော့ကိုကိုတိုင်းသွားပြီးတော့အရန်စိတ်ဝင်စားလို့ကိုကိုတိုင်းအချိန်ပေးပြီးတော့သွားခဲ့တယ် transportation ငါစာအဆင်ပြေတယ်နော် transportation မှာတို့မှာ metro တွေရှိတယ် a tram တွေရှိတယ်ပေါ့ဟာလား free public wifi ပြီးထားတယ်ရထားပေါ်မှာရောဒီ station တွေမှာ Dubai Mall သွားတယ် shopping သွားတယ်ဆိုရင်အဲ့မှာလဲလုံးဝ 5G wifi အင်တာနက်ထိရတယ်အရမ်းမိုက်တယ်အမေရိကန်ယူနီဗာစီတီတို့ဒီမှာဒါတကယ်အာအကယ်ဒမစ်စီတီလို့ပြောလို့ဒီမှာရှိရပါတော့ဒါတော့ symbiosis in the national university ရဲ့အရာကျောင်းပြတ်တဲ့ချိန်စိတ်တော့ပေါ့လေပေါ့မြန်မာကျောင်းသားတွေရောမိဘတွေရောကြည့်လို့ရအောင်လို့ချက်ပင်ကြီးတရားနေပြီးတော့ complex visit ပေါ့နော်အခု Dubai ကိုအလဲကိစ္စနဲ့လာတဲ့ချိန်မှာကျောင်းနေနဲ့ချက်ပင်ကြီးစကားပြောတယ်ပေါ့ Dubai ကထဲစင်စားတင်တဲ့နိုင်ငံတွေကတနိုင်ငံပေါ့ကျောင်းတက်ဖို့အတွက်ပေါ့တချို့ရဲ့ Dubai ကိုအလုလာလောက်တာရှိသလိုအမ်ကျောင်းတက်တဲ့ဗမာကျောင်းသားကတော့အဲနည်းနည်းလေးပဲရှိဘူး you know, tech companies, the Huawei, uh, Google, Cisco, everything. Harriet Wett University. The University of Wollongong, Chile, at University of Wollongong in Dubai, Ajaro, uh, at Australian University. computer science ako no wa facilities karo no wa state of the art facilities Murdoch University so we Australian University le shi ye Middlesex University shi so ye ိုယ် chill out လုပ်လို့ရမယ်နေရာရဲ့ကျင်းမီဖက်ရှင်နဲ့ပတ်သက်တဲ့ဟို fastie ဆိုရင်ဟောပဲဖြစ်ဖြစ် robotic ဖြစ်ဖြစ်ဖက်ရှင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် Dubai College Dubai နဲ့ချိန်ထားရဆိုလို့ရှိရင်သူတို့ကတကယ်ကို government ကနေပြီးတော့ဟိုပါပေါ့နော် tourism ministry of tourism ကလုပ်တဲ့ college နဲ့ချိန်ထားတယ်တကယ်ကို အကောင်းဆုံး internship တွေ apprenticeship တွေပေးနိုင်တယ်သူတို့ရှိမှအကြောင်းကိုပထမတစ်နှစ်တက်မယ်ဆိုလို့ရှိရင်သူတို့ intern ထည့်ပြီးတယ်ဒုတိယနှစ်လည်း intern ထည့်ပြီးတယ်တတိယနှစ်လည်း intern ထည့်ပြီးတယ်တကယ်ကိုကောင်းမွန်တယ်သေချာလဲသူတို့နဲ့စကားပြောဆွေးနွေးလာခဲ့တယ်တချို့ကလေးတွေဆိုလို့ရှိရင်ပထမတစ်နှစ်တက်ပြီးရနေတယ်ဟို intern လုပ်ပြီးရနေတယ် permanent အလုပ်ပြီးရကြတယ် academic education နဲ့ vocational education နှစ်ခုဖွဲ့ပြီးတော့ချက်ပြပြမယ်เนาะပညာရေးတစ်ခုကိုလမ်းလမ်းမိနိုင်တဲ့ပညာရေးကိုစိတ်ဝင်စားတဲ့သူဖြစ်တဲ့ဆို academic ဘက်ကိုပေါ့အာတကယ်ကို bachelor's to master's to phd လို့ထီသွားလက်တွေ့ကိုပိုစိတ်ဝင်စားရဲဆိုလို့ရှိရင် vocational ပေါ့အတမွေးဝင်းကျောင်းပညာနဲ့ပတ်သက်တဲ့ဒီ diploma ယူရတယ် higher national diploma တွေသွားတဲ့ accommodation အကြောင်းအတိုင်းတာတစ်ခုကြီးကိုယ့်ရဲ့ဟို living ဟိုဘာပေါ့မှာမူတည်ပြီးတော့မှာ ဈေးနဲ့တာနေများတာထင်မျိုးရှိတယ်အနည်းဆုံးကတော့ဟိုချက်ပြီးလို့ဟို80 2000လောက်ပေါ့ဟာလားဟိုမှာဆိုလို့ရှိရင်အဲအိန္ဒိယဆိုင်နေများတယ်ဆောက်သင်းဒီရဲ့ပါကစ္စတန်နဲ့ပတ်သက်တဲ့အစားအသောက်တွေအများကြီးရှိတယ်ကိုရီးယန်ရှိတယ်အဲ့တော့ကိုကဘလိုဆိုင်မျိုးလဲနောက်ပြီးတော့ကိုစိတ်ထဲမှာအော်ဘန်ကောက်ဘလော့ကပဲအစားအသောက်တွေအများဆုံးပြီးတော့ဆိုင်တွေအများကြီးလို့ထင်လိုက်တာမဟုတ်ဘူးဒူဘိုင်းက2ဝယ်15000လောက်ကိုများတာသတိထားမိရတယ်လို့ဆိုလို့ရှိရင်အချက်ပင်ကြီးဒီမှာပြောချင်တာပါလဲဆိုလို့ရှိရင် ကျောင်းသားတွေနဲ့မိဘတွေနဲ့ကတေချာကို research လုပ်ရမယ်ကို budget တွေကိုသိရမယ် chapping group နဲ့အချိန်မြေ free consultation လာယူလို့ရတယ် chapping group ကို virtual office ကိုပြန်ဖွင့်နေပြီလာခဲ့ကြပါအာ